တော်များလူပညာရှင်များအားလုံးရဲ့ဂုဏ်ပြုလက်ခုပ်တံများနဲ့အောင်မြင်စွာစတင်လိုက်ပါပြီခင်ဗျာ3 2 1ဒီနေ့ရမြို့သူရဲ့မွေးနေ့ပေါ့နော်မွေးနေ့ဆိုတော့ဟိုအမှတ်ရလွယ်တာပေါ့အဲ့တော့မွေးနေ့အမှတ်တရအနေနဲ့ပဲဒီနေ့မှဖွင့်ပြတာပါရှင်ဟုတ်အဲ့မွေးနေ့မှာကိုကိုကဆိုင်ဖွင့်ပေးလိုက်တယ်လို့ပြောလို့ရတယ်။ဟုတ်ဒီလိုပဲနှစ်ယောက်ဒီစူးစမ်းကြရဆိုတော့လေဒီကိုရဲ့မွေးနေ့လေးမှာအမှတ်တရတော့ဖွင့်ပြသွားတာပေါ့ဟုတ် ဒါတရားရာခိုင်နှုန်းသူ့ရဲ့ခွန်အားနဲ့ဟို supporting ပေးလို့ပါဘာဆိုမင်းသူအနေနဲ့ဖွင့်ဖို့ဆိုရင်ဒီလောက်မလုံနိုင်ဘူးလေနော်မင်းသူကဒီပစ္စည်းတွေထုတ်လာထုတ်လုပ်တာတွေဒီဇိုင်းတွေဆွဲတယ်အဲ့ဒါကိုအားစိုက်တယ်အကွာ management ဘိုင်းကိုအားစိုက်တယ် ောက်လျှောက်မှာတော့မတူလေ့လာပြင်ဆင်ရင်းနဲ့ပဲပေါ့နော်။အရင်ကတော့ဒါ online နေအဓိကနေပြီးတော့မတူရောင်းခဲ့တယ်။အခုကျတော့ဒါလာပြီးတော့မှလိုလိုကူကူနဲ့ ဝယ်လို့ရအောင်ဆိုပြီးတော့မြန်ကုန်ကုမန်အူရှင်စင်တာထဲမှာပေါ့နော်စင်တာထဲမှာဖွင့်လိုက်တာပါရှင့်ဟုတ်ကဲ့အဲ့တော့ site name လေးရတာဖတ်မြတ်သူဆိုလို့ဟုတ်ကဲ့ဟုတ်ဟုတ်နာမည်လေးရောရိုးရှင်းပါပဲမြို့သူအမျိုးသားနာမည်ဆိုင်ထက်မြန်မြို့သူနာမည်ကမြတ်သူသူဆိုတော့လေနှစ်ယောက်ပေါင်းပြီးတော့ထက်မြတ်သူဆိုရင်နာမည်လေးပဲလွယ်လွယ်ကူကူရိုးရှင်းနဲ့ပြလိုက်တော့ပါရှင့်ဟုတ်ဟောဒီနေ့ကမြို့သူရဲ့မွေးနေ့ပေါ့နော်မွေးနေ့ဆိုတော့ဟိုအမှတ်ရလွယ်တာပေါ့အဲ့တော့မွေးနေ့အမှတ်ရအနေနဲ့ပဲဒီနေ့မှဖွင့်ပြတာပါရှင့်ဟုတ် ဟုတ်ဒီလိုပဲနှစ်ယောက်ဒီစူးစမ်းကြရဆိုတော့လေဒီကိုယ့်ရဲ့မွေးနေ့လေးမှာအမှတ်တရတော့ဖွင့်ပြသွားတာပေါ့ဟုတ်လေလာထားပြီးပြီပါလေဟုတ်သူကတောက်လျှောက်မှာတော့အရင်နှုံးနဲ့ဟာတင်တန်းနေတက်နေရာရှိတယ်ကိုကိုတိုင်းအဲလိုက်ပြီးလေ့လာတာရှိတယ်ဟိုဒါပေမဲ့ကိုစူးစမ်းလေ့လာနေတဲ့အချိန်မှာကြတော့လေဟို public ကိုမပြောချင်ဘူးပြောပြီးတော့မှမဖြစ်လာလို့ရှိရင်ကြတော့လေ အာသူပြောနေအပူလူပဲထင်မှာပေါ့နော်အဲ့တော့ကိုပါကိုပဲကြိတ်ပြီးစူးစမ်းခဲ့ပြီးတော့မှအခုချိန်မှာတော့ဟိုရင်ထက်စာလို့ရှိရင်တွေ့ကြုံလေးလည်းရှိလာပြီဒီတစ်နှစ်အတွင်းမှာလည်းမြို့သူ software opening လေးပဲလုပ်ပြီးတော့တစ်နှစ်အတွင်းမှာလည်းမြို့သူဒါဆိုင်လေးဟို ိုဒါဆမ်းပြီးတော့ပေါ့နော်ဟို online ကနေပြီးတော့လဲရောင်းခဲ့တယ်ပြီးတော့ကွက်ပစ္စည်း quality လေးတွေကိုလဲကိုတည်တည်ချာ control လေးလုပ်တယ်စိန်ဆိုလို့ရှိရင်လဲ quality အကောင်းလေးပဲတုံးတယ်အဲ့လိုမျိုးဆိုတော့ပို့ပြီးတော့ဒီထက်ပို့ပြီးတော့အများနဲ့ရင်နာလုပ်ငန်းဆိုတော့လေ့လာကြရတာအများကြီးပဲပေါ့နော်ဒါပေမဲ့ဟိုချက်ချင်းထလို့ချက်ချင်းတော့ဖြစ်ခဲ့တာတော့မဟုတ်ရှိပါတော့နှစ်တည်းကို ဟိုဒါအညာကြီးတော့လေ့လာခဲ့တာပေါ့နော်အမြင်မှာတော့ခုမှစလုပ်တယ်လို့ထင်ကြတာပေါ့ဟုတ်ဒါဖွင့်နိုင်မှုအတွက်အလို့သားရဲ့ supporting ကတော့ good app လောက်ထိရေးပါရလို့ပြောလို့ဟုတ်ကဲ့ဟိုဒါတရားရာခိုင်နှုန်းသူ့ရဲ့ခွန်အားနဲ့ဟို supporting ပေးလို့ပါဘာဆိုမြို့သူအနေနဲ့ဖွင့်မှုဆိုရင်ဒီလောက်မလုံနိုင်ဘူးလေနော်အဲ့တော့ဒါကတော့ဟိုအမျိုးသားအများကြီးပတ်မှုပေးပါတယ်အဲ့ဒီပတ်မှုပေးတဲ့ပုံမှာကိုကလည်းပုံရွက်ကြိုးစားပါပေါ့နော်မြို့သူအမျိုးသားကြတော့ဒီလူမျိုးလုပ်ငန်းနဲ့ဆက်ဆက်တယ်ဆိုတော့လေ အာဒါငကိုရုံးနဲ့ဟိုကရေရှင်မှာဘယ်လိုလေးလုပ်ကြရင်ကောင်းမလဲဆိုတဲ့ဟာမျိုးမှာမျိုးတို့စက်ရုံလုပ်ငန်းတွေလည်းပါတယ်အခုဒီရေနာလုပ်ငန်းလည်းပါတယ်အဲနောက်ထပ်ပြီးတော့ပိုးတဲ့ခြေတဲ့လုပ်ငန်းတွေလည်းပါတယ်မှန်တော့မျိုးတို့တခြားလုပ်တာလည်းရှိရဲအဲဒါပေမဲ့တချို့စက်ရုံလုပ်ငန်းတွေဆိုတာ public နဲ့တိတ်ပြီးတော့ထိတွေ့စရာမရှိဘူးသူပါသူငကိုရဲဟိုကအဲဟို customer တွေရရှိပြီးသားဟို ဟာကုန်တယ်နဲ့သွားပါဘောเนาะဒါကြတော့ public မှာတည်ရတဲ့လုပ်ငန်းမျိုးဖြစ်သွားပါဘောအမှန်တော့ဒါပြောတခြားလုပ်နေရလေးလည်းရှိပါသေးရှင်ဟုတ်အဲ့တော့စိန်မားကြတော့စိန်တွေတွေပဲဟုတ်ကဲ့စိန်တွေနဲ့ကြောက်ထည်တွေပဲရှိတယ်ကြောက်ကူမှအဲ့လိုဆေးသွင်းတာတွေမိဖုတ်တာမျိုးတွေမသုံးမဲနဲ့ဘောเนาะတဘာဝကြောက်တွေပဲသုံးပါတယ်ရှင်ဟုတ်အမြတ်သူကတော့ဒီဇက်ပို့ပြီးတော့လေ့လာပြီးတော့မြတ်သူက ဒီပစ္စည်းတွေထုတ်လာထုတ်လုပ်တာတွေဒီဇိုင်းတွေဆွဲတယ်အဲ့ဒါကိုအားစိုက်တယ်အကွာမန်နေဂျမန့်ဘိုင်းကိုအားစိုက်တယ်အအများကြီးကတော့အကွာပတ်မှုပေးပါလိမ့်ရှင်ဟုတ်ဟုတ်ကဲ့ပါမြို့သူအမြဲတမ်းချစ်ပေးရောမှာခွန်အားတွေပေးခဲ့ကြတဲ့သူတွေလည်းတကယ်ကျေးဇူးများတင်ပါတယ်ဒီတက်ပို့ပြီးတော့လည်းစူးစမ်းပါမယ်ရှင်ပြီးတော့အမှုပညာလုပ်လေးတွေပြန်ပြီးလုပ်တဲ့ခါကျရင်အခုရိုက်ထားတဲ့ဇလန်တွဲလေးတွေတက်လာတဲ့ခါကျရင်အဘိဘာလို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ဒီကအထူးထူးစကြောပေါ်လာတာမွေးနေ့လေးမှာပရိသတ်တွေဆီကခွန်အားတွေလည်းအများကြီးရထားတာဟုတ်ကဲ့ဆိုပြောပေးပါဦးဒါကျေးဇူးများတင်ပါတယ်ဟို ဘယ်လိုလဲဆိုတော့ချစ်ပေးကြရယ်เนาะတချို့ကျတော့တေးဥဆောင်ဆိုတာထက်ကိုအမတယောက်လိုမျိုးချစ်ပေးကြတယ်အခုချိန်ဒီမမေ့မြောင်းနဲ့ကိုအားပေးကြရယ်အဲ့အတွက်ကြောင့်လဲ ကိုချစ်ပေးတယ်ကိုယ်ဘယ်လိုပြောမိသားစုတွေလို့ပြောမှာပေါ့နော်တကယ်ကျေးဇူးများရင်တင်ပါတယ်ရှင်ဘဝကတော့အနေမြင့်တက်ကြရှိမယ်စိတ်တက်ကြရရှိမယ်စိတ်ပျော်ရွှင်နေရရှိမယ်အဲ့တော့အဲ့ဒီအရာတိုင်းမှာမိနာနေတူရှိနေပေးခဲ့ကြရတယ်ကိုယ်ချစ်တဲ့သူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်အစာရှိတွေနော်သူတို့ကကိုယ်ဒါရေးပြီးတော့ကိုယ်ပေးရနော်ဟုတ်ကဲ့ဟာမွေးနေ့အမှတ်တရလေးနေနေဒါတကူတက never တရနေပြောလဲလက်ဆောင်နေပို့ပေးကြတယ်ကျေးဇူးများရင်တင်ပါတယ်ကျေးဇူးပါရှင်